ကဘာမီတချမ်းမှာကထိန်ခင်းကဘာမီတချမ်းမှာစစ်တလင်းကထိန်ခင်းရမှာ ပြောသူပြောစစ်တလင်းကကတော့ကျဲမှာအော်သူတော့စနစ်ဆိုးတဲ့ထွန်းတောက်တဲ့ဖះငါတို့လက်အုပ်ချင်မအားဘူးတဲ့တတော်မှာဒီကလေးတပုတ်ကျွန်မတွေ့ရတယ်ထူးထူးဆန်းဆန်းပဲဒီအုပ်စုတွေကကျမတို့ဗုဒ္ဓဘာသာတွေရဲ့ဘာသာရေးပွဲတော်ဆိုရင်အဲ့ဒီလိုပဲအုံနဲ့ကျင့်တဲ့ရွေးချယ်ရှိရှိပုတ်ခတ်ကြတယ် နောက်ဆုံးကုံကုံပြောမယ်မိထုံးနာခြင်းတူရင်တော့မှာဘုရားဘာသာရေးရဲ့တည်င်းကျုံမိထုံးပွဲတော်ဆိုရင်တော်လန်တည်င်းကျုံဆိုသူတို့တပိမ့်ပေါက်တယ်ကန့်ွက်တယ်မိထုံးပွဲတော်ချင်းမရဲ့ဘုရားဘာသာဝင်တွေလည်းသူတို့ဆော်ပါကြတယ်လေပြာလုံးရဲလားလို့စသည်ဖြင့်ခနှိကြတယ်ရွေ့ကြဟိန္ဒီရေရဲ့ဒီပါဝလီသူတို့လည်းမိထုံးကြတာပဲသူတို့ဘာမှမပုတ်ခဲ့ကြဘူး ဒီနေရာမှာကျမကတခြားသောဘာသာဝင်တွေကိုပုတ်ခတ်ပါလို့ဆိုလိုချင်တာမဟုတ်ဘူးကျမတို့ဗုဒ္ဓဘာသာကိုကျမတို့ဘာသာရေးပေါ်တော်တွေကိုရွေကျက်ရှိရှိစော်ကားနေကြတာတွေကိုထင်တာမြင်တာရှိနေကြလို့ပြောပြတာအခုလည်းဒီလိုပဲကရင်ခေယာမှာပျော်သူကပျော်တဲ့စစ်တလေးကကရုတ်ချင်းမှာအော်သူကအော်ဒါကုတ်သမိုင်းကိုရေးတာလေကုတ်သမိုင်းကိုရေးတာကိုဖြစ်ကိုခံရမယ်ကရင်ခင်းတာပျော်လို့ခင်းနေတာမဟုတ်ဘူးကရင်ခေယာမှာပျော်သူပျော်တဲ့ ဲ့ဒီအပျော်တွေကငါတို့လူတန်းလိုက်တဲ့အလူဒါနအောင်မြင်သွားပြီငါတို့အလူဒါနကြီးတစ်ခုကျင်းမလိုက်ရပြီဆိုပြီးပီတိအဟုံအဲ့ဒီပီတိအဟုံကြောင့်ပျော်ကြတာကထိန်ကင်းတီပျော်ပွဲကထိန်အလူပွဲတီပျော်ဖို့ရွှေဖို့တီးတန့်တစ်ခုရဲ့အတွက်ကျင်းပနေတဲ့ပျော်ပွဲရှင်ပွဲမဟုတ်ဘူးဘာသာရေးအရာအလိုဒါနပြုကြတဲ့ကုသိုလ်ယူကြတဲ့ဒါနပွဲတာဖြစ်တယ်အလူပွဲတာဖြစ်တယ်မိမိတို့လူတန်းလိုက်တဲ့ဒါနကုသိုလ်အတွက်ဝမ်းတာပီတိအဟုံကြောင့်တော့ပျော်ရွှင်ကြတာ เนาะသူတို့ခင်ဗျားတို့ရှင်တော့လည်းရှိတယ်။ဘယ်ဖះမှာဓမ္မကအာဓမ္မကိုမနာရင်ဘယ်ဖះမှာငါရှစ်မခုဘူးဆိုပြီးစိုက်ပုတ်ကြီးတွေချွေကုန်ကြီးတို့မျက်ကြီးမှာလာပြီးထိတ်ကြတယ်။ဒီလိုဆိုတဲ့ကခင်ဗျားတို့ကကွန်မြူနတီဝါရတွေဆိုတာအရန်ပေါ်လွင်နေ။เนาะအာဆိုတော့ခင်ဗျားတို့အဲ့ဒီလိုမျိုးဘုရားဘာသာရေးဘာသာရေးကွဲတော့ကိုရွယ်ချက်ရှိရှိပြမလေးစော်ကားလေးခင်ဗျားတို့ကိုအားပေးထောက်ခံတဲ့သူတွေကိုယ်တိုင် တစ်ချိန်လုံးကလက်တုံချောင်းထောင်ခဲ့တဲ့လူတွေကိုယ်တိုင်ကခမရတို့ကိုရုံရှာမုန်းတိလေးဆိုတာခမရတို့သိထားစေချင်ပါတယ်နောက်ပြီးတော့မပြောဘူးဆိုပြီးနေနေပေမဲ့မြင်ရတွေ့ရတာအဆင်မပြေလို့ပြောရအောင်မယ်ဒါကတော့လှိုင်းသားရာကတခိုးဖန်ပွဲပေါ့နော်အခုကမပြီးနိုင်မစီးနိုင်အရေးရခိုင်နေဖြစ်နေတယ်နော်မပြီးနိုင်မစီးနိုင်အရေးရခိုင်အားလုံးခရတိထကျမရှိဘူးလေဖုန်းလေးဆက်ပြီးတချို့လေးပြောကြဆိုကြတာရှိတယ် ကျွန်မကလေတခုခုဘယ်တော့မှဒီလိုမကံဘူးဒါကြောင့်လည်းဒီကိစ္စပေါ်မှာမှန်ချင်းမှားချင်းကောင်းရင်ဆိုချင်ပါတခုမှဝန်မပြောခဲ့ဘူးတချို့ကငတ်လို့ခိုးတာမဟုတ်ဘူးပြက်လို့ခိုးနေတာထပ်ပြောမယ်နော်တချို့ကငတ်လို့ခိုးတာမဟုတ်ဘူးပြက်လို့ခိုးတာဘာရည်ပြက်တာလဲသိလားကြည့်နေပြက်တာစားရတာတွေပြက်တာထမင်းငတ်လို့ခိုးနေတာဟုတ်ထမင်းငပ်ဖို့တဲ့လူတွေအများကြီးရှိဒုက္ခရောက်ဖို့တဲ့လူတွေအများကြီးရှိဒါမှမဟုတ်သူတို့မခိုးကြဘူး ခမင်းမန်းငတ်ပြီမဲ့တို့ရဲ့အကျင့်တီလာမပြတ်တဲ့အတွက်မခိုးကြဘူးဘိုးဝိလန်လန်မကြည့်နဲ့ခင်ဗျားတို့နီးစက်ရပဝင်းကျင်မှာနေ့စဉ်လူနှုတ်ဘဝထဲမှာပဲခင်ဗျားတို့မြင်အောင်ကြည့်နော်ခိုးမှုနဲ့လူရမှုနဲ့ဖန်းစည်းခံလိုက်ပြန်လွတ်လာလိုက်နော်မကြခင်မှာအဲ့ခိုးမှုဖမ်းမှုနဲ့ဟိုခိုးမှုလူရမှုနဲ့အဖက်ခံလိုက်ထောင်ကြလိုက်နဲ့ထောင်ထဲမှာဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ထောင်မင်းသားဆိုတဲ့ဟာတွေအများကြီးရှိကြတယ်ဒီလိုလူတွေကိုသွားပြီးတော့ ကိုညီကဲဆက်ပြီးရင်လည်းပဲခွေးမိကောက်ကြီးတော့ဆိုတော့လို့ဖြစ်မှာပဲအစိပ်ပင်ကိုရေလောင်းပေါင်းတင်လို့ကြားသေးသေးမလားဘူးနော်တချို့ဒေသတွေမှာတော့လေချိုသေးလို့ခေါ်တယ်တချို့ဒေသတွေမှာကြားသေးလို့ခေါ်တယ်အရင်ချိုရဲ့အစိပ်ပင်ကိုရေလောင်းပေါင်းတင်လို့ကြားသေးသေးမလားဘူးအစိပ်ပင်ကစိတ်သေးပဲသေးတယ်နော်မြေခံရေခံကိုကအစိတ်တင်နေတဲ့အစိတ်ရှိတဲ့လူတွေဖြစ်တဲ့အတွက်ဘလို့မျိုးပဲရေလောင်းပေါင်းတင်နေပါစေအစိတ်သေးပဲသေးလိမ့်မယ် နော်ဆိုနေရတဲ့ကမှာအာစေတနာမြတ်တာတွေတရားလုံးရင်တနာကြုံတက်တယ်ဆိုတာမျိုးကိုသတိပြုဖို့လိုပါတယ်ဒီအစားနဲ့ပတ်သက်လို့ကျွန်မကိုဖုန်းဆက်ပြီးရောဆက်သွယ်ပြီးပြောဆိုလာတဲ့တိုင်းသားရာကတချို့တော်မိသားစုဝင်တွေလည်းကျွန်မရဲ့သဘောထားကိုနားလည်သဘောပေါက်ဖို့ပြောနေပါတယ်စစ်တရင်လေးအနေနဲ့တင်ပြပေးချင်ပါတယ်ရှင်တီဘောနမ်တူလမ်းဘက်မှာမန်လီရွာအထိစစ်ကြောင်းနေ ရောက်ရှိနေပြီဖြစ်ကြောင်းသိရှိရပါတယ်ရှင်။တိဘောမေကိုတိဘောမျိုးကိုတင်ပြီးတာနဲ့ပြည်တော်စုလန်းကြီးကိုတန်းဖွင့်လိုက်တဲ့သဘောပေါက်။နော်။ဘလို့အကွက်တည်းလဲဆိုတာသဘောပေါက်တာ။ဟိုထုတ်တို့ထားတယ်ဆိုတော့ဒါဘုံကြော်။ကျမကိုလည်းတွေ့ရင်တွေ့မှာပေါ့နော်။ကျမသူ့ရဲ့ uniform ကို6နောက်နဲ့နေခဲ့တာဆိုတော့မကြောက်တာစက်နှခါ။အဲတက်မတော့ဆက်လက်အောင်ဝဲစင်နေပြီးဖြစ်ပါတယ်။ ကံပတ်လက်မှာလည်းလေချောင်းနဲ့တိုက်ခိုက်မှုတွေကြောင့်မို့တပုံတွေကအော်နေပါပြီသူတို့တွေဘလို့ထိခိုက်တယ်ဗောဘလို့ဖြစ်တယ်ဗောအဲ့လိုမျိုးကြီးအော်နေပါပြီနောက်တစ်ခုတ်ကဟုတ်လားမဟုတ်လားတော့မသိဘူးဒါမှကျမသဘောကျလို့တင်ဆက်လိုက်အော် AA ULA ရဲ့အကြမ်းဖက်လုပ်ရတဲ့ဦးတဲ့တက်မလို့ကအော်တိုဘာလ24ရက်နေ့နောက်ဆုံးသတိပေးတယ်ဆိုပြီးစာထုတ်တယ်တဲ့အဲ့ဒီလို့နောက်ဆုံးသတိပေးချက်နေ့တက်မလို့ကထုတ်ပြန်တယ်လို့သိရှိရရှင်း ဲ့ဒီမှာအချက်၃ချက်ပါတယ်ပေါ့အများကြီးရှိရဒါမှမဟုတ်နည်းနည်းပေါ့ကောက်နှုတ်ပြောပြမယ်မိမိတို့တိန်းထားတဲ့စခန်းနေရာနေမြန်မြန်စုတ်ခွာရမယ်အဲစုတ်ခွာပို့နော်စုတ်ခွာရမယ်ပေါ့အေးအေးလေးကိုတတိပေးရမင်းတို့စုတ်ခွာပို့မင်းတို့ထားနောက်ဆုံးတတိပေးခြင်းပေါ့မင်းတို့အဲ့မှာယူထားတဲ့စခန်းနေရာမင်းတို့အချိန်ရရစုတ်ခွာလို့အဲ့လိုနံပါတ်၁နံပါတ်၂ကလက်နဲ့တည်းလက်နဲ့ချပြီးလာအဲ့ရင်ချမ်းသာပေးမယ် အရှိအဲရောက်လေရောက်တဲ့စခန်းကြီးဟာနေပြောအမြင့်ဆုံးဆုတ်ခွာပြီးပေါ့အဲ့ဒါနံပါတ်1အလင်းဝင်ရင်လည်းဥပဒေအတိုင်း short ပေါ့ပြီးမယ်ပေါ့အမျိုးတွေနောက်နံပါတ်3ကကြာအခုထုတ်ပြန်ချက်တွေကိုလုံးဝမလိုက်နိုင်ခဲ့ရှင်တက်မတော်ကကြီးရည်လေးပူပေါင်းစစ်စီနဲ့မကြုံဘူးတဲ့အဲစစ်စင်ရေးပြုတ်လုံးမှာဖြစ်တဲ့အတွက်ပေါ့နော်အကျိုးဆက်ကိုအေအေရဲ့ခေါင်းဆောင်ပိုင်းနေရာတာဝန်ယူရမယ်ဖြစ်တယ်လို့ အဲ့လိုမျိုးပါတယ်အဲ့တော့မှန်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 ဒါပေမဲ့အဲ့ထုတ်ပြန်ညာသဘောကျလို့ကျမအခုတင်ဆက်ပေးတာအဲ့လိုမျိုးပဲအောင်ပွဲတွေရနေတယ်တက်မတော်ယူသတင်းတစ်ခုပေးခြင်းပါတယ်ဒီ file ကိုမြန်မြန် share ပေးပါဘာလို့လဲဆိုကရားပင်နဲ့လွိုင်းလင်းလေးကုံမောင်းရွာမှာဟိုနေ့ကအဲအဲ့လိုမျိုးပေါ့တပုံလေးဝိုင်းဝင်းပြီးအင်းအားမတရားနဲ့ဝိုင်းဝင်းပြီးတိုက်ခိုက်နေတဲ့အချိန်မှာတက်မတော်ကလင်းကျဲချလိုက်တယ် အဲ့ဒီဟာကအဲ့ဒီနေရာမှာမဟုတ်ဘဲနဲ့အခုလွိုင်းလင်းလေးကုန်းမောင်းရွာမှာအများကြီးစုပုံရောက်လာတယ်။တရင်နေကိုအတိအကျเนาะဒါအတိအကျအဲ့ဒီနေရာကိုချလိုက်လို့ရှိရင်အခုကတော့တေးကြပေါ့တပုံအထိနာမှာဖြစ်ပါတယ်